အဲ့ဒီမှာနေတဲ့လူတွေတတော်ကိုထူးဆန်းဘာလို့ကြတော့ဆိုလူလေးယောက်တည်းတပင်အောင်မှာအိတ်နေကြအိတ်နေပြီးတော့ခြေထောက်တွေကထူးထူးဆန်းဆန်းသူတို့ကခြေထောက်တွေတယောက်ခြေထောက်တယောက်ရှက်ပြီးတော့အိတ်နေကြအိတ်နေကြအဲ့လိုရှက်ပြီးတော့လူတွေအိတ်နေကြတာမြင်တော့ဘရင်ရဲ့ဒီ မဲမှုရန်တယောက်ကမြင်းကြီးစီးပြီးတော့အဲ့နဖြတ်သွားလူတွေဟာခြေထောက်တွေတခုနဲ့တခုရှက်ပြီးတော့အိတ်နေကြတာမြင်တော့ဟာဒီလူတွေထူးဆန်းလိုက်လားဘာလို့နေကြရပါလဲဆိုပြီးတော့မြင်းဘောကခုံဆင်းပြီးတော့မင်းတို့ဒီနားဘာလို့နေကြတာတော့ဘာလို့နေကြတာတော့ဆိုကျွန်တော်တို့မိုးရွာမှာကြောက်လို့သိပင်အောင်တယ်ဘယ်မလဲကောင်းကင်မှာမိုးတိမ်လည်းမရှိဘူးမင်းတို့ဘာလို့နေတာတော့ပြောတဲ့အခါကျတော့ဟုတ်တယ်ကျွန်တော်တို့ အလုံးလုံးချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ့်ခြေတော်ကိုမမှတ်မိကြတော့ဘူးတဲ့တယောက်နဲ့တယောက်ရှက်ပြီးတော့အိတ်နေကြတဲ့အခါကိုယ့်ခြေတော်ကိုမမှတ်မိလို့တဲ့အဲ့တော့ဘယင်းရဲ့ဒီအမှုတန်းကခေါင်းလေးတငိမ့်ငိမ့်နေအော်အဲ့ဒါလို့လားကျွန်တော်တို့လုံးလုံးချင်ပါတယ်ကိုယ့်ခြေတော်ကိုမမှတ်မိတော့ဘယ်လိုလုံးဝဘယ်လိုထမှန်းကိုမသိဘူးဖို့အိတ်နေကြတယ်အော်အဲ့ဒါဆိုရင်မင်းတို့ငါကူညီမယ်ပတ်စံပေးမလားလို့ဆိုပေးပါမယ်ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာပေးမယ် ခမရကိုပဲဆံပေးမယ်ကျွန်တော်တို့ရှိကိုချေတော်ကိုပြန်တွေ့အောင်ခမရရှာပေးမလားရှာပေးမယ်ကောင်းပြီဆိုပြီးတော့မြင်းရိုက်တဲ့ကြာဖို့ကိုယူပြီးတော့ရှုပ်ခနဲ့ချလိုက်တဲ့အခါနာတော့ခြေတော်ယုတ်လိုက်တော့နောက်တကချလိုက်ရှုံးနေတယ်ဆိုအဲ့ဒီကောင်နာတော့ခြေတော်ယုတ်တော့ကိုချေတော်နဲ့ကိုဖြစ်သွားကြအဲ့ဒီကြတော့ဂျေစုတင်တာခမရသိဂျေစုတင်တာကျွန်တော်နှုတ်ဆိုအိမ်တော်ပြန်မှာမဟုတ်ဘူးတဲ့အဲ့ဒီမှာ အဲ့ဒီဘရင်ရဲ့အရာရှိအစိုးရအမှုတန်းကဝန်တန်းကနေပြီးတော့ဩတကယ်ယူတဲ့ကောင်းလေးပါလားသူကောင်းလေးတငိမ့်ငိမ့်နေတကယ်တော့ယူချင်အောင် ဆောင်ကြတာတဲ့နောက်ပိုင်းဇလန်းပေါင်းတဲ့အခါကျတော့အဲ့ဒီရောလူတွေတမင်အယူလောက်ကြတာပေါ့နော်တမင်အယူလောက်ကြတာအဲ့ဒီလိုတော့သင်္ကန်းရွာလူတွေကဘာဖြစ်လို့အယူလောက်တယ်လဲလို့ဆိုဇက်ပေါင်းကန်းကြတော့သူကပြောတယ် ်ဘယင်ကြီးကဒီလမ်းကထွက်လာဖို့ရအတွက် तू ကစုံစမ်းခိုင်းလိုက်တာအဲ့ဒီလူကမြင်းစီးပြီးဒီလမ်းကိုစုံစမ်းခိုင်းဒီလမ်းဘေးမှာရှိတဲ့လူတွေကဘယ်လိုလူတွေလဲဆိုတော့ဘယင်ကြီးသိအောင် तू ကလားစုံစမ်းတာလားစုံစမ်းတော့ယူကြအောင်ဆောင်းလိုက်တော့ဟာဒီကလူတွေကအယူတွေကြီးပဲသူတို့စီလာလို့မဖြစ်ဘူးဆိုလမ်းကြောင်းပြောင်းသွားအကယ်၍ဘယင်လာလို့ရှင်သူတို့မွေးထားတဲ့ကြက်တွေဝက်တွေအကုန်ပါသွားမှာအဲ့ဒါကြောင့်မလို့ယူကြအောင်ဆောင်ကြတာဟာတဲ့ ဒီလမ်းမှာဘယင်စစ်တပ်ဖြတ်သွားပြီဆိုရင်တော့အိရွာရှိတာတွေကုန်ပြီတဲ့သူတို့ရိတ်ခါတယ်အဲ့ဒါကြောင့်မလို့မလာအောင်ယူချင်အောင်ဆောင်တယ်ဆိုတော့ the wise fool ဆိုတဲ့ဇာတ်လမ်းလေးဟာအတော်စိတ်ဝင်စားစရာကောင်းတယ်စာအုပ်ရဲ့နာမည်က English by Strangest တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအဲ့စာအုပ်မှာရေးထားတယ်အဲ့တော့အဲ့ဒါလိုပဲနော်ထူးထူးဆန်းဆန်းနေအခုဒီလူတွေကလည်း ပြည့်ရေပြည့်နေတဲ့အိုးကိုပဲထပ်ဖြည့်ပြီးတော့ရေမရှိတဲ့အိုးကို လောင်းတဲ့လူမရှိဘူးလှဲ့တောင်မကြည့်ဘူးရေတွေကလည်းအာလုံးစီးထွက်နေတာလောင်းတုံးပဲအဲ့ဒါကိုတပည့်တော်မြင်တယ်ဗျာတဲ့မြင်မဲ့တယ်ဘာများဖြစ်နိုင်တော့ဆိုဒါလည်းပဲနောင်အနာဂတ်ကျမှဖြစ်မှာပါတဲ့အနာဂတ်ရောက်တဲ့အခါလူလောကရေအဆိုးပြပြလာလိမ့်မယ်ဆိုးပြပြလာတော့တိုင်းပြည်တွေဟာဒီ ဩဇာတတ်တွေရုပ်လျော့ပြီးတော့စိုက်လို့ပြေးလို့လဲအောင်မြင်ကြမှာမဟုတ်ဘူးမအောင်မြင်တော့တိုင်းပြည်မှာအုပ်ချုပ်တဲ့မင်းတွေဟာဒီဆင်းရဲနွမ်းပါလာလိမ့်မယ်တဲ့ဆင်းရဲလွမ်းပါလာတော့အဲ့ဒီမှာအစိုးရနော်အုပ်ဆိုးနိုင်တဲ့ပုဂ္ဂိုလ်အုပ်ဆိုးနိုင်တဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ဘန္နာတိုင်းမှာဝေသိမ့်ချီချမ်းသာလိမ့်မယ်အဲ့တော့သိမ့်ချီချမ်းသာတဲ့ ဘရင်ကအုပ်ဆိုးလာတဲ့အခါမှာအေးတိုင်းသူပြည်သားတွေကဆင်းရဲလာကြဆင်းရဲလာတော့ရှိသမျှလူတွေဟာမလုပ်ကြတော့ဆိုသူကဒီကိုယ်လုတ်ကိုကိုလုတ်ဖို့ရတယ်မလုတ်နိုင်ကြတော့ဘူးလူတွေဟာဒုက္ခရောက်လာတဲ့အခါကျတော့ကိုယ်အလုတ်တွေကိုဘေးဖယ်ထားပြီးတော့ဒီဘယင်မင်းရဲ့အလုတ်တွေကိုလုတ်ကြတယ် ဘယင်မင်းရဲ့ဘန္တာကိုဖြည့်စည်တဲ့အလုပ်တွေကိုသူတို့လုပ်ကြရတယ်။ကောက်ပဲသိနှံနေစိုက်ပြူရလာတာရိတ်သိမ်းရိတ်သိမ်းပြီးတော့เนาะအကုန်လုံးဟာဒီရသည်များဟာဒီအကုန်လုံးကိုမင်းရဲ့ဘန္တာထဲမှာပဲအကုန်ထည့်ကြတယ်။မင်းပိုင်တဲ့ကြည်တဲကိုပဲအကုန်ထည့်ကြတယ်။ကို့အိမ်မှာတော့ဟောင်းလောင်းဖြစ်နေတယ်ဗျာမရှိဘူး။အဲ့ဒါတွေကိုဘယ်သူမှလှည့်မကြည့်အားဘူး။ဘယင်းရဲ့ ြည်တွေပြည့်တဲ့ပြည့်ပြီးသားကြည်တွေထဲမှာကြီးပဲထပ်ပြီးတော့ပို့နေကြရတယ်တဲ့အဲ့လိုပို့ရတာမျိုးတွေနောက်တစ်ချိန်ကျတော့ဖြစ်လာလိမ့်မယ်တဲ့ဟောပြည့်လျှမ်းနေတဲ့ဘယင်မင်းကိုသားလေးဆက်သပြီးတော့ဆင်းရဲတဲ့အိမ်တွေမှာဘာတစ်ခုမှမရှိဘူးဒီအကုန်လုံးဟာအိမ်နဲ့ဟောင်းလောင်းဒီလိုဖြစ်နေတဲ့အနေအထားမျိုးတွေနောက်တစ်ချိန်ကျတော့ဖြစ်ပေါ်လာလိမ့်မယ် ရေပြည့်နေတဲ့အိုးကသာထက်လောင်းနေကြရသလိုပဲရေဟောင်းလောင်းဖြစ်နေတဲ့အိုးတွေတဲကိုဘယ်သူမှမလောင်းကြသလိုကိုယ့်အိမ်မှာကိုယ်ဝန်းဖြည့်ဖို့ရမလုံနိုင်ကြဘူးတဲ့အားလုံးဟာဘရင်ဗန္တာကိုပဲဖြစ်တင်ပေးနေကြရတယ်ဆိုတာဟာနောက်တစ်ချိန်ကျတော့ဖြစ်ပေါ်လာနိုင်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာမဲ့အနေထားအတွက်ဒီအိမ်မက်မျိုးကိုမက်တာဖြစ်တယ်တဲ့သင်မင်းကြီးမှလည်းဘာတစ်ခုမှဒီအိမ်မက်ကြောင့်ဘေးရဖြစ်ပေါ်လာနေကြမရှိဘူးလို့ ရသော်ဗျာကဒီရှိခုမြောက်အိမ်မက်ကိုအခုလို့ဖတ်ကြားခဲ့တာဖြစ်တယ်ပေါ့ရသော်ဗျာဟာအနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုကြိုတင်မဲ့တယ်ဆိုတာကို ဖြည့်ရှင်းပြီးတော့ဘုရင်မင်းကြီးကိုအကျိုးအကြောင်းရှင်းပြတော်မူခဲ့တာဖြစ်တယ်။အေးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကောသလအိမ်မက်နဲ့ယနေ့ကဘာဟာဆက်ဆက်မှုတွေရှိနေတယ်။နော် နိုင်ငံတကာမှာလူလောကတွေမှာဒီလိုဆက်ဆက်မှုရှိနေတဲ့နေရာတွေဟာသူတေသနာလောက်ကြည့်မယ်ဆိုရင်တော့နိုင်ငံပေါင်းတော်တော်များများမှာဆက်ဆက်မှုတွေရှိနေတဲ့ဆရာအကြောင်းရှိတယ်လူလောကကြီးဟာအခြေအနေကဒီလိုအခြေအနေမျိုးဆိုက်လာနေတယ်ဆိုတာကောသလမင်းကြီးရဲ့အိမ်မက်အရာအိမ်မက်ကြောင့်ဖြစ်တာတော့မဟုတ်ဘူးဖြစ်ပေါ်လာတာကတော့တခြားအကြောင်းကြောင့်သာဖြစ်တာဖြစ်တယ်အိမ်မက်ကြောင့်ဒီလိုဖြစ်ရတာမဟုတ်ဘူး အဲ့တော့အိမ်မက်မက်တဲ့လူကိုပြစ်တင်စရာမဟုတ်ဘူးပေါ့ခဏိဖြစ်ပေါ်နေတဲ့အခြေအနေမျိုးတွေဟာလူလောကကြီးမှာကဘာမှာဒီလိုအခြေအနေဆိုးတွေနဲ့ကြုံတွေ့နေရတဲ့နေရာမျိုးတွေဟာမရှိဘူးလို့မဆိုနိုင်ဘူးတစားတစားများပြားပြီးတော့သာလာနိုင်စရာရှိတယ်လို့ဒီလိုမှတ်သားကြပြီးတော့အေးလောကကြီးဆိုတာအခုလိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့ရတဲ့ခေတ်ခါမျိုးတွေဆိုတာရှိတာဖြစ်တော့ကြောင့်တတိတံဝေကတရားကြီးစွာထားပြီးတော့ မိမိတို့ဘဝမှာတရားဓမ္မကျင့်သုံးလိုက်တာကြမှာသာ ဖြစ်တယ်တရားဓမ္မကိုကိုယ်တိုင်ကျင့်သုံးပြီးတော့တရားနဲ့အညီကုသိုလ်တရားဖြစ်ပွားအောင်တို့တွေတွေကြိုးစားကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း